မင်္ဂလာပါခင်ဗျာဒီနေ့သင်တန်းမှာတော့ကျွန်တော် Mongo Share ကိုသုံးပြီးပြီးတော့ Mongo Database ကို Dell ကိုဟို data တွေထည့်သွင်းနေကြအောင်ကျွန်တော်ဆွေးနွေးကြပါမယ်ဖြစ်ပါတယ်ဟုတ်ပြီ Mongo Share ကိုဖွင့်ဖို့အတွက် Windows အောင်နိုင်မယ် PMD ဆိုပြီးတော့ဈာထည့်ပြီးအနာခေါက်လိုက်မယ်ပြီးတော့ရင်ကျွန်တော် MOG MOG ကို Asset Mongo Share ဆိုပြီးတော့ဖွင့်လိုက်ဖွင့်ပြီးတော့ပြီဆိုရင်ကျွန်တော်အရင်သင်တန်းမှာတော့ ကျွန်တော်တို့ database တစ်ခုတည်ဆောက်ခဲ့တယ်အဲ့ဒီ database နာမည်က mindb2 mindb2 ထဲမှာကျွန်တော်တို့ collection တစ်ခုရှိတယ်အဲ့ collection နာမည်က user ဟုတ်ပြီကျွန်တော်အရင်ဆုံးချိန်ဆက်လိုက်အဲ့ဒီတော့ကျွန်တော် show dbs ဆိုပြီးတော့ကျွန်တော်ကြည့်လိုက်မယ်ကျွန်တော်အရင်သင်ခန်းစာမှာကတော့တည်ဆောက်ထားတာ mindb2 အဲ့တော့ mindb2 ကိုအသုံးပြုမှာဖြစ်တဲ့အတွက် use my db do ဆိုပြီးကျွန်တော်ဖွင့်လိုက်တယ်ဒီမှာဆိုရင်ကျွန်တော် switch multiple do ဖြစ်သွားပြီဒီမှာဖြစ်သွားဖြစ်သွားပြီဆိုတော့ကျွန်တော်အဲ့မှာ collection တစ်ခုပဲရှိတယ်အဲ့ collection နာမည်ကိုတည်ရင် show c o n n e t t i o n s collection ဆိုပြီးလိုက်လိုက်မယ်ဆိုရင် user ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာဘာထပ်လုပ်မလဲဆိုတော့အရင်တန်းတန်းကမှာတော့ကျွန်တော်တို့ database တစ်ခုပြီးဆောက်ခဲ့တယ်အဲ့ database ထဲမှာ node ဒီ user ဆိုတဲ့ data view ထဲမှာကျွန်တော်ဒီမှာအောက်အပေါ်ကမောင်းမောင်းတွဲ file manly ခုဆိုပြီးကျွန်တော်ပေးထားဒီမှာ node ဒီကောင်ရှိမရှိသိတယ်လို့ဘုံဘုံကွန်ဘတ်ကိုပြန်သွားမယ်ဟုတ်ပြီမောင်ကိုကွန်ဘတ်ပွင့်လာပြီပွင့်လာရင်ကျွန်တော်ကွန်နက်လုပ်လိုက်မယ် mindtv2 ပိတ်ထည့် user တော့ဒီမှာဆိုရင်ကျွန်တော် collection ထဲမှာတူကူမတစ်ခုပဲရှိပါတယ်အဲ့ဒါတော့ကျွန်တော်တို့မောင်းမောင်းပဲနောက်ထပ်တစ်ချက်ကိုပြောချင်တာ Mongo database ကသူကအာသာချက်ကဘာလဲဆိုရင်ကျွန်တော်တို့တခြား database တွေလိုမဟုတ်ဘူးထပ်ထည့်တဲ့အခါမှာကျွန်တော်တို့ကပါတာလဲဒီ main page great accurate verify ဆိုပြောနောက်တစ်ခါထည့်တဲ့အခါမှာအတော့အကုန်လုံးမထည့်ဘဲနဲ့နှစ်ခုပဲထည့်လို့လည်းရတယ် ဒါမှမဟုတ်ပို့ပြီးတော့လည်းတော့ထည့်လို့ရပို့ပြီးထည့်တယ်ဆိုတာဘာလဲဆိုတော့နောက်ထပ် column လေးထပ်တိုးတာကိုပြောတာဟုတ်ပြီတော့ဒီမှာဆိုရင်နော်အောက်ကနေပြီးတော့နော်ဘာဒီပုံစံတိုင်းလေးကျွန်တော်အောက်ကနေကိုကို55ဆိုပြီးတော့ကျွန်တော်ထည့်တယ်အဲ့ဒါဆိုဒီဘုံကို share နဲ့တစ်ဆင့်ဘယ်လိုထည့်မလဲဆိုရင် db ဆိုပြီးလိုက်မယ် gpcrs user ဒီ user ကဘာလဲဆိုရင်တော့ collection name ဖြစ်ပါတယ် who store INSERT insert 1ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့ရင်ဟို dictionary data type လေးလုံးရေးမယ်ပြီးတော့ရင် column number ကဟို key number ကဘာလဲဆိုရင် name အမှားကျွန်တော်ကကို9ဆိုပြီးတော့ကျွန်တော်ရေးมาဖြစ်တယ်ပြီးတော့ရင် comma ကုန်မယ် dictionary ပုံမှန်တိုင်းမဆိုရင် AG A မှာကျွန်တော်ဒီမှာဆွဲ5ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ် comma ကုန်လိုက်မယ်တော့ထည့်လိုက်ထည့်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာဆိုရင် ဲ့လို့ PC ကြောင့်ကျွန်တော် order ID လေးကျွန်တော်ပေါ်လာပါတယ် order ID အကယ်၍ကျွန်တော် order ID မပေါ်ခြင်းဘူးဆိုရင်ကျွန်တော်ဘယ်လိုရေးလို့ရလဲဆိုရင်ကျွန်တော်ဒီအပေါ်များလေးနိုင်လိုက်မယ်ဒီရနိုင်ပြီးတော့ကျွန်တော် VOID white ဆိုပြီးတော့ကျွန်တော်ရေးလိုက်ဒါကြတော့ VOID white ကပါလဲဆိုကျွန်တော်အောင်မြင်ကြောင်းကျွန်တော်အချက်ပေးတာပေါ့ကျွန်တော်ဒီအောက်ကအောင်မြင်ကြောင်းချက်ပေးတာပေါ်မှာမဟုတ်တော့ဘူး တော့ဒီနေရာမှာကိုကိုမဟုတ်တော့ဘူးကို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 ချစ်ဆိုပြီးတော့ကျွန်တော်ပြလိုက်မယ်ကိုကိုချစ်ကိုကိုချစ်ကတော့ဘယ်လောက်ဖြစ်မလဲဆိုရင်ဟို30ဆိုပြီးတော့ပြလိုက်မယ်ပြီးတော့ရင်ကျွန်တော်အန်နာခေါက်လိုက်ဒီမှာဆိုရင်ဟိုအချက်ပေးတာပေါ့မလားတော့အဲ့မှာကျွန်တော် database ထဲမှာကျွန်တော်ခု database ထဲမှာ user ဆိုတဲ့ collection ထဲမှာတော့ဒီကူကဘယ်နှခုရှိအောင်မလဲဆိုရင် သုံးခုပဲရှိတော့မှာပထမအရင်တန်ခမ်းလာမှာတွင်းထားတခုခုတွင်းလာနှစ်ခုဟုတ်ပြီကျွန်တော်ကွန်ဘတ်ကိုကျွန်တော်ဖွင့်လိုက်မယ်ပြီးတော့လည်းဒီနားလေးမှာ view flat လေးရှိတယ်ဒီကောင်းကို view flat တူပုံမှာလုံလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာတူပုံမှာသုံးခုပါတခုနှစ်ခုသုံးခုတော့ဒီမှာဆိုရင်မောင်မောင်ကို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 ချစ်ကိုကိုကိုနဲ့ကိုကိုချစ်ကကျွန်တော်ခုမှာတွင်းလာတာဒီမှာဆို great ဆို no fee no fee no machine ဆိုပြန်တော့ပြောဟုတ်ပြီတော့ no fee မရှိဘဲနဲ့ဒီခါကျွန်တော်တို့အပူပြီးတော့ မရှိတဲ့မရှိတဲ့ non fee ကိုကျွန်တော်တွင်းကြည့်လိုက်ဒီနေရာမှာတတိထားအမှာကကျွန်တော်ခုအသုံးပြုထားတာကျွန်တော် data သူ့ဟုတ်မှာလဲ data type လည်းရှိပါတယ်ဥပမာကျွန်တော်ဒီနားလေးတော့ထောက်လိုက်မယ်ဥပမာကျွန်တော်ဒီမှာ by file ကိုကျွန်တော် right click နော် left click နှစ်ခါနှိပ်လိုက်မယ်ဆိုရင်သူ့ရဲ့ data type က boolean data type ပါ mileage ဆိုတော့အပေါ်ကကောင်းတယ်ဆိုရင် int 32 ီ object id ကတော့ကျွန်တော် auto generate လုပ်ပေးတဲ့ node object id ဖြစ်ပါဒီမှာဆိုရင် node သုံးတယ်ဟုတ်ပြီကျွန်တော်တခြား data type ဘာတွေစီလေးလည်းသိရအောင်လို့ကျွန်တော်က key အစ်စ်တစ်ခုနဲ့ကျွန်တော်တခြား data type ကိုကျွန်တော်ထည့်ပေးလိုက်ဟုတ်ပြီအဲဘယ်အပုံစံလေးဖြစ်ငင်းငယ်ဒီကောင်းကိုနိုင်မယ်ဒေးဒေးကြည့်ရင်တော့ဒီအောက်ကဒေါင်းလိုက်ပုံစံလေးနိုင်လို့ရဟုတ်ပြီတော့ဒီမှာဆိုရင်နောက်ထပ်ကျွန်တော်ဗာထည့်မလဲဆိုရင် တခြား data type ကိုကျွန်တော်ထည့်ပြလိုက်အဲ့ဒီအတွက်ကျွန်တော် db push.usr user insert insert one ဆိုပြီးတော့ကျွန်တော်ရေးလိုက်ပြီးပြီးတော့ notationary type ပုံစံနဲ့ရေးလိုက်မယ်ပြီးပြီးတော့ကျွန်တော်တကယ်လို့ကျွန်တော်တကြောင်းကြီးရေးပြန်အနာခေါက်လို့ရပါမပိတ်သေးခြင်းအနာခေါက်လိုက်ခေါက်ပြီးသွားပြီဆိုတော့ဘာလို့နိုင်နေရမှာကျွန်တော်ကကြောကြောဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ် k y a w k y ဒီပြီးကြောပြီးတော့ကောင်းမှာပုံမှာအနာခေါက်အနာခေါက်ပြီးတော့လည်းသူ့ရဲ့အသက်ကတော့ကျွန်တော်ပုံမှန်တိုင်းတော့ဘယ်လောက်ဖြစ်မလဲဆိုတော့50လေးကြီးလာဒီနေရာမှာကျွန်တော် date of birth ကျွန်တော်ရေးမယ် date of birth ဆို D O B ဆိုကျွန်တော်ရေးလိုက် D O B နေရာမှာကျွန်တော်ကဘာလဲဆိုသူ့မှာ data type ရှိတယ်ဒေတာတိုက်ရှိအဲ့အတွက်ကျွန်တော် new ဆိုပြီးနေလိုက် PAT date ဆိုပြီးနေလိုက်မယ်ဒီနေရာမှာ date ချားတယ်မှာ loss တွေးနေမယ်ဒီခုရေးတဲ့ကျွန်တော် mongo share မှာရေးတဲ့ပုံမှန်တွေပုံစံတွေအကုန်လုံးက no javascript ပုံမှန်နေပါပဲဖြစ်ပါ javascript ပုံစံနဲ့ဟုတ်ပြီကျွန်တော်ဘယ်လိုရေးလိုက်ခေါင်း290အဲတခုခုဖြောက်ရေးလိုက်ခေါင်း290နဲ့ပြီးတော့ရင်ကျွန်တော်ဗာရေးမယ်7တက်ဆက်ခေါ်ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ်ကောမကောပါမယ်ဒါဆိုရင်ကျွန်တော် DO V ဆိုတဲ့ C မရှိဘူးဒါပေမဲ့ကျွန်တော်ဒီ document လူသားဆိုတဲ့ဟို collection ထဲမှာထပ်ထည့်တဲ့အခါမှာကျွန်တော် DO V ဆိုတဲ့ C အစ်စ်သူ့ဟာသူ auto ထိောက်သွားတာပဲဖြစ်ပါဟုတ်ပြီကျွန်တော်ဒီကောင်ရေးပြီးသွားပြီဆိုတော့တော့မလုပ်မလဲဒီကောင်ရေးမယ်ပြီးတော့ပိတ်မယ်အနာခေါက်ဒီမှာဆိုရင်ကျွန်တော် PC ကြောင့်ကျွန်တော်ရောက်သွားမှာပဲဖြစ်ပါဟုတ်ပြီကျွန်တော်မုံကိုပုံဘက်ကိုကျွန်တော်ဖွင့်လိုက်မယ်ရိဖလေးပြေးလိုက်မယ်ဒီမှာဆိုရင်ကြော့ကြော့ 150 DOB ဆိုပြီးကျွန်တော်ဒီမှာတစ်ချက်ထောက်လိုက်မယ်ဆိုရင် date ဆိုတော့ project တိုင်လင်းနဲ့ကျွန်တော် data တိုင်လင်းနဲ့ကျွန်တော်ပေါ်လာမှာဖြစ်ပါဒါကတော့ mongo database ရဲ့ flat server ဖြစ်တဲ့တဲ့အတားချက်ပဲဖြစ်ပါဟုတ်ပြီတော့နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်ဘာထက်ထည့်ခြင်းလဲဆိုရင်တခြား data တိုင်လင်းလည်းရှိပါဥပမာကျွန်တော် array ကို object data တိုင် mongo database မှာ object data တိုင်ကတော့ dictionary ပုံမှန် data type ဖြစ်ပါဟုတ်ပြီကျွန်တော်နောက်ထပ်တစ်ခုကျွန်တော်ထပ်ထည့်ပြလိုက်မယ်ထပ်ထည့်မယ်ဆိုရင်ဖြစ်တဲ့အတွက် DB ဒါထက်ထဲမှာလည်း user ဆိုတဲ့ collection နဲ့ထည့်မယ် INSE RT insert 1ဆိုပြီးကျွန်တော်ရေးရေးပြီးတော့ပြီဆိုရင်ကျွန်တော် dictionary ပုံမှန်ဟိုရေးမယ်ဒီနေရာမှာကျွန်တော် name နေရာမှာကျွန်တော်ပါပါရေးလိုက်မယ်လို့ဆိုရင်ကျွန်တော်တခုခုပေါ့မောင်ကြီးဆိုပြီးတော့ရေးလိုက်မှာမောင် ဒီဝိုင်းဒီဆိုရင်တော့ဒီလိုက်မယ်ဟောမှာကောက်မယ်ပြီးတော့ရင် APA ကိုကျွန်တော်ဘယ်လောက်လောက်ဒီလိုက်မလဲဆိုရင်ကျွန်တော်20ဆိုပြီးတော့ထားလိုက်ဟုတ်ပြီကျွန်တော်နောက်ထပ် fee အစ်တခုထပ်ထည့်လိုက်မယ် SAP JECC ဆက်ချက်ဆက်ချက်ဆိုပြီးတော့သူ့ဘာဒီသဘောကြလဲဥပမာဒီနေရာမှာဆိုကျွန်တော် array data type ကိုတုံးมาရမှာเนาะ array data type ဆိုတော့ကျွန်တော် list data type ဖြစ်ပါတယ် ဟုတ်ပြီ metadata ဆိုတဲ့အတွက်တော့ ENG NIS English ဆိုပြီးရေးနိုင်တယ်ဒီနေရာမှာ METH MAS ဆိုပြီးတော့ရေးနိုင်တယ်ပြီးသွားရင် PHYSICS ဒီဖြစ်တယ်တော့ရေးနိုင်ကိုမကုန်မယ်အနာဟောက်ဟုတ်ပြီနောက်ထပ် data type တစ်ခုအနေနဲ့တော့ဘာရှိသေးလဲဆိုရင်တော့ tree အသစ်တစ်ခုထပ်ထည့်လာမယ် contact C O N T A C T contact contact မှာကျွန်တော်ဘာရေးမလဲဆိုရင်ဟုတ် object data type ဒီ mongo database ရဲ့ object data type ကတော့ဘာနဲ့သွားတူလဲဆိုတော့ dictionary နဲ့သွားတူအဲ့တော့ dictionary လေးထပ်ပြီးရေးလိုက်မယ်သူ့ကိုတော့ PAON နဲ့ form ပေါ့အဲ contact ဆို form ကတော့တော့တောင်းရကိုအများတရကပေါ့ပြီးတော့ comma ကုန်မယ်ပြီးသွားရင် email ဆိုကျွန်တော်ရေးလိုက်မယ် email နေရာမှာလည်းကျွန်တော် string မျိုးစားဖြစ်ရေးလိုက်မယ်ကျွန်တော် mong g ြည်မေးတော့ဘူးဆိုတော့ကျေးလိုက်ဟုတ်ပြီနော်အပိတ်လောက်လိုက်မယ်ပြီးတော့ရင်ကျွန်တော်ကောမလေးပုံလိုက်မယ်ထပ်မထည့်တော့ဘူးဖြစ်တဲ့အတွက်ကျွန်တော်ဘာရေးမလဲဆိုရင်ကျွန်တော်ဒီအောက်ကဒီကောင်လေးရေးမယ်ရေးပြီးတော့ရင်တော့အပိတ်ထက်အနာခေါက်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဝင်သွားပါဟုတ်ပြီနော်မုံကိုကွန်ပတ်မှာကြည့်မယ်ကျွန်တော်ရေးဖက်ပေးလိုက်မယ်ဒီဖိုင်နဲ့လိုက်လိုက်မယ်ဆိုရင်ကျွန်တော်ဒီနေရာမှာမောင်းကြီး 20ဒီမှာ array ဆိုပြီးတော့ပေါ်နေတဲ့အောက်ပိုင်းကောင်ကကျတော့ object array ကိုကျွန်တော်ထောက်လိုက်မယ်ဆိုရင်ကျွန်တော် English မှာ seed object ကိုကျွန်တော်ထောက်လိုက်မယ်ဆိုရင်ကျွန်တော် dictionary ပုံစံလေးနဲ့ကျွန်တော်ဘုံ image ဆိုပုံပြီးတော့ဇာတ်ပုံစံလေးတော့ထောက်လိုက်မယ်ဒီမှာတော့ seed လို့ရပါတယ်ဒီမှာဆိုရင်စက်ချက်မှာ three element array ဆိုပြီးတော့ကျွန်တော်ပေါ်လာဒီမှာဆို key ရ to free debug ဒီပုံစံလေးလည်းကျွန်တော် seed လို့ရပါတယ် ါတော့ no mongo database ရဲ့ဘာသာချက်တစ်ခုပေါ့ဟုတ်ပြီနောက်ထပ်ဒါအပြင်ကျွန်တော်တို့ကဘာလုပ်လို့ရမလဲဆိုရင်မို့ mongo share နေမထည့်ပဲနဲ့ mongo core pack ကနေလဲကျွန်တော်ထည့်လို့ရပါဟုတ်ပြီ mongo core pack ကလည်းဘယ်လိုထည့်မလဲဆိုရင် no ဒီမှာ add data ဆိုပြီးတော့ node ရှိအဲ့ဒီ data လေးကိုကျွန်တော်ထောက်လိုက်မယ်ထောက်ပြီးတော့ insert ဒီကူမဆိုတဲ့ဟာလေးရှိတယ်เนาะသူ့ကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုတော့ဒီမှာပထမဆုံးဘာရေးမလဲဆိုတော့ comma လေးပုံလိုက်မယ် ကုတ်ပြီးတော့ဆိုရင်တော့ဒီနာမှာ9ဆိုပုံတော့ရေးလိုက်မယ်။ပုံမှန်တိုင်းပဲတော့ဒီနာမှာကျွန်တော်ကမတ် C8 ကိုတည်းချောဆိုပုံတော့ရေးလိုက်မယ်။ပြီးတော့ရင် AG8 မချောရဲ့အတက်ကကျွန်တော်ဘာဖြစ်မလဲဆိုရင်ကျွန်တော်ဥပမာတော့တွဲဆိုပြီးတော့ရေးလိုက်။ဟုတ်ပြီကျွန်တော်ဒီ9နဲ့8ပဲထည့်မယ်ဆိုရင်ကျွန်တော်ဒီမှာသင်္ဆန်လေးကျွန်တော်ပေါ်လာပါအဲ့ကောင်လေးကိုနှိပ်လိုက်တာနဲ့ ပုံကိုဒေတာဘေးလည်းဝင်သွားပါပြီဒီမှာမချောတွဲဆိုပြီးတော့ဟုတ်ဖြစ်ဒါဆိုဒီခုမှကျွန်တော်တို့စုစုပေါင်းကျွန်တော်6ခုရှိပါမယ်ဒီမှာမွန်ကိုကွန်ပတ်မှာရှိလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်မချောတွဲဆိုပြီးတော့ကျွန်တော်မွန်ကိုကွန်ပတ်ကနေတစ်ဆင့်ကျွန်တော်ထည့်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ထည့်သွင်းတဲ့အခါမှာမွန်ကိုကိုဘက်ကထည့်လို့ရတယ်လို့ဟိုမွန်ကို share အနေနဲ့ကျွန်တော်ထည့်လို့ရပါတယ်မွန်ကို share အနေနဲ့ထည့်ခြင်းအားဖြင့်ကျွန်တော် ပိုင်းတော့ programming နဲ့ချိန်တဲ့အခါမှာကျွန်တော်အထောက်ကူပြုမှာပဲဖြစ်ပါတယ်။နော်အကယ်၍နော်တို့ကဒကူမတစ်ခုတည်းကိုကျွန်တော်တို့ကမထည့်ရင်ဘူးတစ်ခါတည်းနဲ့နော်တစ်ခုထပ်ပုံများနဲ့အခြေအတွက်ကိုကျွန်တော်ထည့်ရင်လည်းဆိုရင်ကျွန်တော် insert money ကိုကျွန်တော်အသုံးပြုလို့ရပါတယ်။ဟုတ်ပြီကျွန်တော်ဒီမှာတော့လည်းကျွန်တော် terminal ကကျွန်တော်ညားနေတယ်တော့ရှင်းလိုက်မယ်။ CNF ဆိုတဲ့နော်ညားထည့်လို့ရ။အဲ့တော့ကျွန်တော်အများကြီး ထည့်တင်နေဆိုရင်တော့ပုံမှန် 9DB True Store Recollection နဲ့ထည့်မှာလဲ Viva ဆို Recollection နဲ့ IRST Insert ဒီနေရာမှာ1 mode တော့ပဲနဲ့ MA M1 Money ဆိုပြီးတော့ဟိုဈေးမှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တခုချင်းဈေးမှာဖြစ်တဲ့အတွက်ကျွန်တော်အလားခေါက်လိုက်မယ်ဒီနေရာမှာကျွန်တော်လာပြီးတော့ထဲမဲ့တူပူမာတော့တချင်းလေးပုံမှန်လေးဖြစ်ရမှာဖြစ်တဲ့အတွက် MA MA name ဆိုပြီးတော့ရေးလိုက်မယ်။နိုင်နေရာမှာကျွန်တော်ဥစောဆိုပြီးတော့ရေးလိုက်မယ်။ဥ z a w ဆိုပြီးတော့ရင်ကျွန်တော် h a ကိုတော့သူ့ကိုကျွန်တော်ဘလောက်လောက်ထားလိုက်မလဲဆိုရင်68ဆိုပြီးကျွန်တော်ထားလိုက်မယ်ပြီးတော့ရင် v e r i f y a j g f i ဆိုတဲ့နေရာမှာကျွန်တော် t r u true ဆိုပြီးတော့ဝင်တော့ပြီးလိုက်မယ်ပြီးတော့ရင်တော်ပြီးတော့အပိတ်လေးပြန်ထားမယ်ပြီးတော့ရင် comma လေးကုန်ဆိုလိုတာကသူကလည်းဒီကူမန်တစ်ခုပဲ နောက်တစ်ခုမှတစ်ခုမှကျွန်တော်တက်ရှင်တဲ့ပုံစံလေးနဲ့ကျွန်တော်ပြန်လည်ရမယ်။ main နေရာမှာကျွန်တော်ဒီနေရာမှာအခုခုနေလာမယ်။ဥကိုကိုဆိုပြီးတော့နေလာမယ်။ဥကိုကိုဆိုပြီးတော့နေလာမယ်။ပြီးတော့ရင် h ကိုတော့ဘာရေးမလဲဆိုရင်90ဆိုပြီးတော့နေလာမယ်။ပြီးတော့ရင်ဟိုဒီနေရာမှာ dob လေးတော့ထည့်လာမယ်။ dob ထည့်မယ်ဆိုတော့ဆက်လေးနဲ့ဆက်ချမယ်။ new တိုက်အော်ရဖြစ်တဲ့အတွက် DA DJ ပြီးတော့လည်းကျွန်တော်ဝန်သက်ကလေး1969တလာပိုင်းကျွန်တော်တခုခုပေါ့တလာပိုင်း83ဆိုကျွန်တော်ညီနိုင်မယ်ဟုတ်ပြီပြီးတော့လည်းကျွန်တော်ဒီတူကူမှတော်ပြီတော်ပြီဖြစ်တဲ့အတွက်ကျွန်တော်ပြင်လိုက်ဟုတ်ပြီအဲ့ဆိုရင် तू ကခုချက်ချက်ကမလဲဆိုတော့ဒီမှာဒီ ဒီကောင်ဆို array ထဲမှာကျွန်တော်တို့ခုမှလည်းကျွန်တော်ထည့် array ထဲမှာတော့ dictionary ပုံမှန်လေး Python သဘောတရားနဲ့ဆိုတော့ list ထဲမှာကျွန်တော် dictionary ပုံမှန်လေးကျွန်တော်ထည့်ထားတယ်ဆိုတော့ဟုတ်ပြီကျွန်တော်ပိတ်လိုက်ပြီပိတ်ပြီးသွားပြီဆိုရင်နောက်ထပ်ကျွန်တော်ဒီလက်တဲခွင့်လေးပိတ်လိုက်မယ်အနောက်ခောက်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်ဘလို့ပေါ်လဲဆိုတော့ဒီမှာ object id နှစ်ခုထည့်တဲ့အတွက်နှစ်ခုပေါ်လာပဲဖြစ်တာဟုတ်ပြီကျွန်တော် ဟိုကွန်ဗတ်ထဲမှာလုပ်ကြည့်လိုက်မယ်ကျွန်တော်တို့ထည့်ထားတာကျွန်တော်တို့ဥဇော်နဲ့ဥပုပ်ကိုထည့်တယ်ဟုတ်ပြီကျွန်တော် view club ပေးလိုက်ဒီမှာဆိုဥဇော်ဥပုပ်ကိုဥပုပ်ကိုမှာကျွန်တော်ဒီမှာ date နဲ့ထည့်တယ်ဘဝ64ကျန်တဲ့နေရာမှာကျွန်တော်ပါထည့်တော့ number verify ဒီမှာဆိုဥဇော် verify နေရာမှာတော့ဥဇော်ကဘယ်လောက်ဖြစ်မလဲဆို true ဆိုပြီးတော့ဖြစ်ပါတယ်ဖြစ်ပါ Okay ဒီကျွန်တော်အများကြီးထည့်ခြင်း နော် insert man တွေကိုနော်တုံးလို့ရတယ်တခုလည်းတခုမှတခုလည်းဝင်တော့ထည့်တယ် insert 1ကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်ကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့လောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ